တဲဆုံငိမ့်ထက်တာလွန်တဲ့အီအီချင်းနဲ့ Miss Grand မြန်မာ ဖြစ်လာတဲ့နန်ခမ်းသူလေး JK Sophia ပရိသတ်များအားလုံးပဲမိင်္ဂလာပါရှင်ရွှေမြလေး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆက်ဆရာကောင်းပြီးတော့တွက်လက်ဖြက်လက်တဲ့ပုံစံလေးနဲ့ Miss Grand မြန်မာအစ်စ်ဖြစ်လာသူကတော့နန်ခမ်းမြို့မှာနေတဲ့ကချင်မာလေး JK Sophia ဖြစ်ပါတယ် ဂျေကေဆိုဖီယာဟာထိုးအပ်လွင်မကင်တဲ့ Miss Grand ပွဲကိုမကြည့်ကျင်တော့ဘူးဆိုတဲ့လူတွေကိုတောင်း Miss Grand ပွဲကိုပြန်လည်ကြည့်ရှုလာဖို့အတွက်စွမ်းဆောင်နိုင်တဲ့အလှမယ်လေးပါအရင်ကဆိုရင်မြန်မာပြည်ကလူတွေတောင်မနစ်ကမြန်မာအလှမဲ့တဲစုငိန်ကိုထိုက်တန်တဲ့စုမပေးခဲ့တဲ့ MGN ဥက္ကဋ္ဌနဝဲကြောင့် Miss Grand ပွဲဆိုရင် မကြည့်ကျင်တော့ဘူးလို့ပြောခဲ့ကြတာဖြစ်ပါတယ်။အခုတခါမှာတော့နိုင်ငံသူကချင်မာလေး JK Sophia ကသူမရဲ့ရိုးသားပွင့်လင်းပြီးတော့ချစ်စရာကောင်းတဲ့ပုံစံလေးကြောင့်ပြည်သူတွေက JK မ JK ဖြစ်နေကြပါပြီ။ တချို့ရင်းဆိုရင် Miss Grand မြန်မာအသစ်ဖြစ်လာတဲ့ JK Sophia ဟာတဲဆုငိမ့်လိုပဲမြန်မာအလှမယ်လောကမှာထူးချွန်ထက်မြက်တဲ့အလှမယ်လေးအဖြစ်ချီးကျူးကြပါတယ်။ဒါအပြင်ပရိသတ်တွေက JK Sophia ရဲ့ရိုးသားပွင့်လင်းတဲ့အကျဉ်းစရိုက်ကိုသဘောကျကြပါတယ်။ကချင်မာလေး JK Sophia ကပတ်စံငွေကြီးမပြည့်စုံတဲ့ဈားတွေကနေချစ်ကုတ်ပြီးတော့မိဘတွေရဲ့ပံ့ပိုးမှုနဲ့ Miss Grand မြန်မာပြန်ပွဲကိုဝင်ပြိုင်ရင်းနဲ့ဝင်နာစုရရှိခဲ့တာဖြစ်ပါတယ်။သူမရဲ့အိမ်ကဝါကြံခင်းအိမ်လေးဖြစ်တာကြောင့်ဒေါပနနဲ့ခရဝါရှော တဲ့အခါမှာတောက်ကဝါညက်နေလို့ပင်ပင်ပန်းပန်းနဲ့စူးစားခဲ့ရတယ်လို့ဆိုပါတယ်။အထူးသဖြင့်တော့ JK Sophia ဟာ Body Brain Beauty ဆရာတွေနဲ့ပြည်စုံနေရတာကြောင့်အင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောနိုင်တယ်လို့တခြင်းကိုအတန်ပါဝါအားကောင်းကောင်းနဲ့သိဆိုနိုင်ပြီးတော့ထက်မြက်တဲ့အရေးချင်းတွေနဲ့ပြည်စုံတာဖြစ်ပါတယ်။ဒါကြောင့်လည်းကချင်တိုင်းရင်းသူလေး JK Sophia ဟာအခုနှစ်အတွက် Miss Grand မြန်မာဖြစ်လာခဲ့ပါတယ်။တချို့ကဆိုရင် JK Sophia ကတဲဆူငိန်ထပ်ပို့ပြီးတော့အရေးချင်းရှိတယ်လို့ဆိုပါတယ်။ ဒီမတိုင်ခင်မှာတော့တဲဆူငိန်ဟာမြမပြည်ကအလှမယ်ရီအားလုံးတဲမှာအရေးချင်းအရှိဆုံးလို့သတ်မှတ်ထားကြတာပါတဲဆူငိန်ဟာဆယ်ကျော်သက်အရွယ်လေးနဲ့အတူအင်္ဂလိပ်စကားကိုကျွမ်းကျင်ပိုင်နိုင်စွာပြောနိုင်ပြီးတော့ body brain beauty စတဲ့အရေးချင်းတွေနဲ့ပြည့်စုံတဲ့အလှမယ်လေးဖြစ်ခဲ့တာပါမနေ့က Miss Grand International ပြိုင်ပွဲမှာ second runner up ဒါရခဲ့တဲ့သဲဆူငိန်ကမြန်မာနိုင်ငံကပြည်သက်တွေတင်မကောင်တခြားနိုင်ငံကအလှမယ်တွေအထိပါလွှမ်းမိုးနိုင်ခဲ့ပါတယ် အခု Miss Grand အလှမဲ JK Sophia က Body Brain Beauty စတဲ့အလှမဲတယောက်ရဲ့အရေးချင်းတွေနဲ့ပြည့်စုံသူလို့ဆိုနိုင်ပါတယ်။အထူးသဖြင့်တော့ JK Sophia ကအတန်ပါဝါအကောင်းတဲ့အစိုးရတဦးဖြစ်တာကြောင့် MGN Grand Voice အဆင့်ရှင်ပြိုင်မှုမှာအကောင်းဆုံးရှင်ပြိုင်နိုင်မှာသိကြပါတယ်။ဒါအပြင် JK Sophia ကအင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောနိုင်သလိုတွက်လက်ထက်မြက်ပြီးညံကောင်းပါတယ်။ တဲဆွန်ငိန်ထက်အသက်ပိုကြီးရဲ့ JK Sophia ဟာတဲဆွန်ငိန်ထက်ပိုပြီးရရင်ကျက်ကအချိန်နေအတိုင်းလက်လျောညီထွေနေတတ်ပြီးတော့ကိုယုံကြည်ချက်အပြည့်နဲ့စမှတ်ဖြစ်လွန်ပါတယ်။အခုဆိုရင်တော့နိုင်ခမ်းမျိုးကကချင်သူလေး JK Sophia ကပရိသတ်တွေအားလုံးရဲ့အသေးနှလုံးကိုဖန်ဆားထားနိုင်ပြီးတော့စစ်စရာကောင်းတဲ့ Miss Grand မြန်မာအလှမယ်လေးဖြစ်လာပါပြီ။ဒါကြောင့်လည်းမရန်ဆိုင်တော်ကိုချီးကျူးရမှာပါ။ဒီတော့အလှမယ်လေး JK Sophia က MGI မှာတဲဆွညင်ရဲ့ရလက်ကိုမိမလားဆိုတာစောင့်ကြည့်သွားရမှာပါ။ ဂျေကေဆိုဖီယာကိုရွေးချယ်ပြီးမှာတော့ Miss Grand Myanmar National Director အသစ်ဖြစ်တဲ့ကချင်ဆိုတော်မရွန်ဆိုင်တော်ဟာထူးအလင်ထက်တောင်အရေးချင်းရှိတဲ့အလမဲ့ Director တဦးဖြစ်သတ်မှတ်ခြင်းခံနေရပါပြီ။ပရိသတ်တို့ကရောဂျေကေဆိုဖီယာကတဲဆုံငိန်ထက်ပိုပြီးတော့အရေးချင်းရှိတယ်လို့ထင်ပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။